အလုံးမင်းမင်္ဂလာပါအဖျိုးခွေရှင်ကနေပြီးတော့ကြိုဆိုပါရစေအခုပြပြပေးမှာကတော့2023အောက်တိုဘာ morning question question number 63ဖြစ်ပါတယ် which of the following is a schema where the user establish a connection to the system of a service provider by via the internet နော် user ကအင်တာနက်ကနေပြီးတော့မှတက်ဆင်ပေါ့နော်ဝန်ဆောင်မှုပေးတဲ့သူရဲ့ system နဲ့ချိတ်ဆက်ပြီးတော့မှ and make online use of only the necessary function of the application provided by the service provider at the necessary time အဲ့တော့အဲ့ service ပေးတဲ့သူရဲ့သူကနေပြီးတော့မှပေးထားတဲ့နော် application တွေမှာလိုအပ်တဲ့လုံဆောင်ချက်တွေကို လိုအပ်တဲ့အချိန်မှသာဖာလုံးပါလဲဆိုလို့ရှိရင်၃အဲ့လို၃နဲ့စနစ်ကအောက်မှာပေးထားတဲ့ ABCD တွေမှာဘယ်အဖြစ်မလဲဆိုပြီးတော့မေးထားပါတယ်။နံပါတ် A က ERP ERP ဆိုတာက Enterprise Resource Planning ဖြစ်တယ်။နံပါတ် B ကကြတော့ SaaS SaaS ဆိုတာကကြတော့ Software as a Service ဖြစ်တယ်။ SCM ကကြတော့ Supply Chain Management ဖြစ်တယ်။ HBR ဆိုတာကကြတော့ Extensible Business Reporting Language ဖြစ်တယ်။အဲ့ဒီဒီထဲမှာမှာဘယ်ဥစ္စာက service provider ကနေပြီးတော့ပေးထားတဲ့ application တွေကိုလိုအပ်တဲ့အချိန်မှာလိုသလိုဝင်ပြီးသုံးလို့ရတဲ့စနစ်ကဘာဖြစ်မလဲဆိုပြီးတော့မိထားပါတယ်။နော်။အမှဆိုလို့ရှိရင် ERP တို့နော် SCM တို့ HBR ဆိုတာက အဲ့ဒီသုံးခုလုံးကမလုပ်တာလဲဆိုလို့ရှိရင်စနစ်တွေကိုအဲ့ system တွေကိုတစ်ခါတည်းဝယ်ရမှာဝယ်ပြီးတော့မှတုံးရတဲ့ဥစ္စာဖြစ်တယ်เนาะ SaaS ဆိုတာကကြတော့အခုမေကမမေးထားသလိုပဲเนาะ customer တွေက internet ကနေပြီးတော့မှတက်ဆင့်เนาะ service provider ကနေပေးထားတဲ့ဒီ server ပေါ်မှာရှိနေတဲ့ software တွေကိုသုံးတဲ့ဤပညာလေးဖြစ်တယ်အဲ့တော့အဲ့လိုမျိုးတုံးတဲ့အချိန်မှာ လိုအပ်တဲ့အချိန်မှာမှပဲလိုတလူဝင်ပြီးတော့တုံးလို့ရတာ เนาะအဲ့တကြောင်မလို့နံပါတ်63အတွက်အဖြေမှန်လေးကတော့နံပါတ် B SAS ဖြစ်ပါတယ်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုတွေမှာပြန်ပြီးတော့တွေ့ကြပါမယ်